ကရင်ပြည်နယ်မှာ KTL ဌာနချုပ်ပဲမြင်းငါတို့က KTL ဌာနချုပ်လားမမသိဘူးလားဟမ် KTL ဌာနချုပ်မှာငါတို့ကရင်ပြည်နယ်မှာမရှိနဲ့နေတော့ရဲ့ NUG ကြတော့ကောတဲရတာဆိုရရရဆိုရဆိုဘယ်အနေနေတော့ဌာနချုပ်ရှိနေတော့လဲနိုင်ငံကြမှာလားဒါမှမဟုတ်ကေဘာမှမဟုတ်ရေဘယ်ကောက်မှာလားဒါမှမဟုတ်ရေမဲ့စောက်မှာလားဘယ်မှာလဲနေတော့ရဲ့ဌာနချုပ်ချပြပါဦးရှင် သူများကိုပြောရအောင်ကိုကူကိုတော့မှဘာကိုမှမရှိတဲ့ဟာတွေနော်အန်ယူဂျီဌာန၆ကကြတော့ဘယ်မှလဲပြောစမ်းငါတို့ရဲ့ဌာန၆ကတမဟာ၆မှာမမြင်ဘူးလားမျက်စိကားနေတာလားနေတို့ရဲ့ဌာန၆ကနေတော့ရှင်းပြပါအောင်ရှင်ဘယ်မှလဲဩစတြေးလျမှာလားအမေရိကန်မှာလားဟမ်ဒါမှမဟုတ် နဲ့ပြီးတော့မလားသူများကိုမေးကိုမထုတ်ခင်ဒီမေးကိုတွေကအဖြစ်ရှိအောင်ရှာထားသီလားကဲရဟံနော်ဒီမှာမနာခေါင်မနာထောင်လားမနာခေါင်လားဒီမျက်နဲ့မျက်မှန်နဲ့နေတော့ကငါတို့ရဲ့ဘိုလ်ချိုချစ်သူလား ငါတို့ရဲ့ KTL လေဘိုလ်ချုပ်နေတာမြတ်လားငါတို့ရဲ့တချို့ KNL လေကောင်းဆောင် နေတို့ဆေးရအောင် နေတို့မှာလေငါတို့ကျွေးမှနေတို့စားရတယ်ဆိုတာသိထားသိလားသူများကျွေးတဲ့သမီးကိုခွေးလိုဖြစ်ပြီးတော့သူများကို ပြမကိုက်နဲ့အခုအနေတို့ကငါတို့ချင်ချင်းမော်ထော်လို့ရတယ်နေတို့လာနေတာငါတို့ရဲ့နေမြင့်သတိထားအောင် wie dat de choppi Dir so so gaga Dike je ne hëpi ne ma Dike Ne ga ke je bin ma se la te am lobu Me a le ne ja chi zo e mi an lepi taile ne bi ma bia taile ya go ma lepi taile Naro ke je bidu ne ya ma la te am lobu Di la Naro ne mi ngaro te cholo yare Nero lama ngaro bidu rego yo ka yaute Mata! နေတော့ကငါတို့ကရေလူမျိုးတွေအမတောက်ခိုင်အင်းနေတော့ကငါတို့ကရေလူမျိုးနေတော့နေတော့ကိုအတိမမပြုတ်ဘူးနေတော့ကိုတိပြုတ်တာဒီနွားအုပ်စုတယောက်နှစ်ယောက်ပဲအတိပြုတ်တာနော်ကိုကိုကိုအချင်းမကြည့်နဲ့သူနဲ့ကြာတော်လာရေလောက်တာဘာကိုမှစိတ်ပယ်တာလည်းမရှိ အောင်မြင်တာလည်းမရှိတိုးတက်မှုလည်းမရှိဘာအစိုးရလဲဘယ်မှာမြန်မာနိုင်ငံဒီမိုကရေစီ ဘာနဲ့မြန်မာထိချုပ်လို့မရတဲ့အုပ်စုဘာဒီမိုကရေစီထူတော်မလဲပြောရတူများနဲ့မြန်မာအာဟာသူများနဲ့မြန်မာသွားနေပြီးတော့သူများကိုလက်ပြီးစော်ကားနေတဲ့ဟာတွေနေတို့ချင်တာမျိုးလဲကြဆုံးမယ်ဆိုရင်ငါတို့ရဲ့ကရင်နိုင်ငံကနေတို့လက်ထဲမှာနေတို့အောက်ကနေနေတို့ထိချုပ်ရမယ်လို့နေတို့ထင်နေတာလားဟမ်မထင်နဲ့နေတို့နဲ့နေတို့နဲ့ငါတို့ပြတိုက်မှာပဲ ဘမတကြကရေမတကြမရဘူးဆိုရင်ငါတို့ကဆက်ပြီးတော့တိုက်ရမှာပဲနော်ဒါတော့ငါတို့ရဲ့ကရင်ရဲ့စိတ်တနွားစိတ်တမဟုတ်ဘူးကရင်စိတ်တကြားလားအဲညူကြီးကိုလိုက်ပြီးတော့ထိတ်ကြီးတဲ့လူတိုင်းကကရင်သမိုင်းကိုသူတို့မသိလို့ကရင်ပြည်သူဒုက္ခရောက်ထားရောက်တာသူတို့မဟာ